ပင်လယ်အောက်ရဲ့အေဂျင့်နေတဲ့ညီတက်မှုအောက်မှာတကယ်ထူးခြားတဲ့ငါးလေးတမျိုးရှိလို့နေပါတယ်သူ့နာမည်က sarcastic frenches ဆိုတဲ့ငါးလေးပဲဖြစ်ပါတယ်နာမည်ကတော့အရန်ထူးဆန်းနေပါမယ် sarcastic ဆိုတဲ့နာမည်နဲ့လိုက်စေတာကတော့သူ့မျက်နှာကြောင့်ပဲဖြစ်ပါတယ်အဲ့ဒီငါးမျိုးစားကိုပင်လယ်အောက်မှာတွေ့ရတဲ့အခါပထမဆုံးတင်မြင်မဲ့အရာကတော့အကြီးမားဆုံးပစက်ကြီးပဲဖြစ်ပါတယ်တင်းတို့မေးစရာရှိပါလိမ့်မယ်ဒီလိုပစက်ကြီးနဲ့ဘာလုပ်တာလဲဆိုပြီးတော့အကြောင်းကတော့သူ့အကြီးဆုံးပစက်ဟာသူ့ရဲ့လက်နက်ပဲဖြစ်ပါတယ် သူ့ရဲ့နေမြေကိုကာကွယ်ဖို့အတွက်နဲ့အခြားငါးတကောင်လာရင်အဲ့ဒီပဆက်ကြီးနဲ့တိုက်ခိုက်ပါတော့တယ်တခါတလေသူတို့အချင်းချင်းတွေ့ကြရင်ဘသူပဆက်ပူကြီးလဲဆိုပြီးပြန်ဆိုင်တိုက်ခိုက်နေပါတော့တယ်သူတို့ရဲ့ပဆက်အတွင်းမှာတော့အနီခရမ်းလိမ္မော်ရောင်တွေထွက်လို့နေပါတယ်အဲ့ဒီအရောင်တွေကသူတို့အကြားဆက်သွယ်ရေးပုံစံတစ်ခုပဲဖြစ်ပါတယ် French Head တွေဟာငါးမျိုးစုံထဲမှာအပြိုင်ဆိုင်ရှိဆုံးတွေတဲကတမျိုးဖြစ်တဲ့အရှိအဖြစ်ဆက်လက် မခန့်ရှိပြီးသူတို့တွေ့ဟာအမဲရန်လို့နေတက်ကြပါတယ်အကြောက်တရားမရှိတဲ့ငါတမျိုးဖြစ်လို့တခါတရံသူတို့အတိုက်နာကမိရင်တော့ရန်လို့နေတက်ကြပါတယ်အမဲတန်းတိုက်ပွဲနဲ့ပဲရှင်တန်နေကြပါတယ်ဒါကြောင့်ပဲသူတို့ကိုပင်လေအောက်ရဲ့စိတ်အကြီးဆုံးငါးလေးလို့ခေါ်ဆိုကြတာပါမယုံနိုင်လောက်စရာကောင်းတဲ့တရိတ်ဆန်တွေရဲ့အမိုက်စားအကြောင်းတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင် white subscribe လုပ်ပေးဖို့မမေ့ပါနဲ့အုံတော့